လားအခုမှထွက်တော့မဟုတ်ပါဘူး2018-19လောက်ကျေကအများတန်းအာဒါနှစ်တိုင်းနှစ်တိုင်းထွက်နေကြတိုးတိုးတိတ်တိတ်ထွက်တာရှိတယ်ကြိတ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 ်ထွက်တာရှိတယ်အခုကတော့ဒါမီဒီယာတွေကြဲပြန့်လာတဲ့အမြလူပိုတိလာတာပဲရှိတယ်ဒီကောလာဟာလာကတော့နှစ်တိုင်းထွက်ပါတယ်ခက်ခဲတွေဂျုံတိုင်းဂျုံတိုင်းတော့အတက်နိုင်ဆုံးတော့ကြော်လာတာပဲဗောနော်ယုံကြည်မှုဆိုတော့ကိုယ်အလုပ်တစ်ခုပေါ်မှာဘလောက်ထိဇွဲရှိတယ်ဘလောက်ထိစိတ်အားထက်သန်တယ်ဘလောက်ထိပြီးဆုံးအောင်လုပ်မယ်ဆိုတဲ့ပုံမှာပဲမူတည်ပါတယ် ိန်ချိန်တုန်းကအိမ်မက်ရှိခဲ့ပေမဲ့မလုပ်ဖြစ်ခဲ့တဲ့လူတွေအတွက်ဒါနောက်တစ်ခေါက်အခွင့်အရေးရတဲ့အတွက်ဒါအဲသူတို့အတွက်တကယ်ကြီးမားတဲ့တောင်းလဲမှုဖြစ်ပါတယ်အဲ့ဒီလိုမျိုးထွက်လာတဲ့ကောလာဟာလာတွေအတိုက်ခိုက်တွေကိုစဉ်းစားနေလို့ရှိရင်ဒီဘက်ကဟာကိုမကြော်လွားနိုင်ဘူးเนาะအဲ့လိုမျိုးဆိုတော့အဲ့ကောလာဟာလာတွေကိုတိုက်ခိုက်တာတွေရောအရင်ကြီးတော့အဲစိတ်ထဲမထားဘူး ော့ဒီ Miss Universe Myanmar Organization ကနေမှာ12ကြိမ်မြောက်ကျင်းပပြုလုပ်မဲ့ Miss Universe Myanmar 2025တိုင်ပွဲဝင်တွေကိုမိတ်ဆက်ပေးတဲ့အခမ်းအနားလေးဖြစ်ပါတယ်ဒီကလေးတွေကအခုမှဒီ organization ကိုစရောက်တာဆိုတော့သူတို့ဘယ်လောက်ကြိုးစားလာလဲဘယ်လောက်ပြင်ဆင်လာလဲဆိုတော့နောက်ရက်တွေမှာတော့မြင်တွေ့ရမှာပါအခုကတော့သူတို့ကိုအခုမှစတွေ့တာဆိုတော့အားအရာတွေကတေချာမိကြမကြည့်ရသေးပါဘူးအဲဒါကတော့အခုအေးတက်နေရဲ့အမြင်ပေါ့နော်အမြင်က ဲ့သူတွေရဲ့ဘောဒီ organization အနေနဲ့ကျတော့အနည်းငယ်မတွေ့ရသေးဘူးဆိုတော့ဘယ်လိုလာအောင်လဲဆိုတော့ဒီဘာဒါမဲ့ဟိုဘယ်လိုပဲဖြစ်ဖြစ်ပြန်ခွဲကိုပြန်ဖို့ဟိုပြန်ဖို့ရောက်လာပြီဆိုတော့တို့အကောင်းဆုံးပြင်ဆင်လာမယ်ဆိုတာတော့မျှော်လင့်ထားပါတယ်။ဟောအရင်နှစ်တည်းကလည်းရှိပါတယ်။ဟိုတစ်မျိုးနှစ်မျိုးတော့ရှိပါတယ်။အတောင်းတောင်းတောင်းဟိုကျမ်းမာရေးကြောင်းလို့အရင်ချင်းနေကြောင်းလို့အဲ့လိုမျိုးတွေမပြတ်ပြတ်တဲ့မျိုးတွေရှိတယ်။အဲ့ချိန်မှာ runner up တွေပို့တာလည်းရှိပါတယ်။အဲ့တုန်းကလူတွေကတိတ်မသိကြလို့ပေါ့နော်။အမြင်ကဟိုဟာတိတ်မသိကြတော့ခုကတော့ဒီနှစ်ကျတော့ဟို မမဘေးရနေရလဲဖြစ်သွားတယ်တချို့နေရာတွေမှာလည်းအခက်အခဲလေးတွေရှိနေရဆိုတော့ဟိုသုံးလေးမြို့လောက်ကတော့အဲ့လိုဟိုကန်ဆယ်ဖြစ်သွားတယ်ဒါပေမဲ့လည်းဟို city rider တွေနေနေကြတော့လည်းသူတို့ကစူးစမ်းပြီးတော့ဟိုပွဲတွေလုပ်ထားကြတယ်ဆိုတော့ အဲ့ဒါနဲ့ပဲသူတို့ပြန်ပြီးတော့မှအစားထိုးခွင့်ပြုပေးလိုက်တာပါ။ဟောအဲ့ဒါကဒီနှစ်မှာကကြတော့ဟိုဘယ်လိုပြောမလဲအချိန်နဲ့တပြေးညီတင်ဆက်တိုင်းနဲ့အခုလိုမျိုးပေါ့ဟောဆိုရှယ်မီဒီယာတွေအွန်လိုင်းမီဒီယာတွေများလာလို့လူပိုသိလာတာပေါ့ဒီလိုမျိုးကောလာဟာလာအခုမှထွက်တာမဟုတ်ပါဘူး2018 19လောက်တည်းကအများအားဒါနှစ်တိုင်းနှစ်တိုင်းထွက်နေကြတိုးတိုးတိတ်တိတ်ထွက်တာရှိတယ်ကြိတ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 ်ထွက်တာရှိတယ်အခုကတော့ဒါမီဒီယာတွေကျယ်ပြန့်လာတဲ့အများလူပိုသိလာတာပဲရှိတယ်ဒီကောလာဟာလာကတော့နှစ်တိုင်းထွက်ပါတယ်ထက်ခဲကတော့ပြောရင်အများကြီးပြောရမှာပေါ့နော်မပြောတော့ပါဘူးဒါ အခက်ခဲတွေကြုံတိုင်းကြုံတိုင်းတော့အတက်နိုင်ဆုံးတော့ကြော်လာတာပဲပေါ့နော်ယုံကြည်မှုဆိုတော့ကိုယ်အလုပ်တစ်ခုပေါ်မှာဘလောက်ထိဇွဲရှိတယ်ဘလောက်ထိစိတ်အားထက်သန်တယ်ဘလောက်ထိပြီးဆုံးအောင်လုပ်မယ်ဆိုတဲ့ပုံမှာပဲမူတည်ပါတယ်ဟိုဘယ်သူပဲဖြစ်ဖြစ်လုပ်ကြတာပါပဲဒါဒီလုပ်ကိုစလုပ်ကြတယ်အော်တုံးနေတဲ့ရက်တာလည်းရှိမယ်ငါးနေတဲ့ရက်တာလည်းရှိမယ်အခက်ခဲတွေလည်းပြီးခဲ့တဲ့နှစ်တွေမှာဆိုရိုးစုံကြုံရတာပဲဟိုဒီကတ်ယောဂါကြောင့်မို့လို့လုံးဝပွဲမချင်းပနိုင်တဲ့အခြေအနေမျိုးတွေလည်းရှိတယ်အဲ့အခြေအနေမှာတော့ဂျောင်း လုပ်မယ်ဆိုတဲ့စိတ်ပေါ့ရအောင်လုပ်ခဲ့တယ်ဆိုတဲ့ပေါ့အဲ့ဒါကိုယ့်ရဲ့စိတ်အားထက်သန်မှုနဲ့ပဲစိုက်ပါတယ်အဲ့အဲ့ဒါကြောင့်မို့လဲဒီလောက်ထိရှိနေတာပေါ့အဲ့ဒီမှာသာစိတ်ပြက်ပြီးမလုပ်တော့ဘူးဆိုတော့ဒီဒီနေ့ထိမရှိဘူးပေါ့ဒီနေ့မှာကတော့ Miss Universe Open Organization ကဖြေလျှော့လိုက်တဲ့စီကံချက်ကတော့အသက်ပိုင်းခြားပေါ့အသက်ပိုင်းခြားရယ်နောက်တစ်ခုကကြာအသက်ကန့်သက်ချက်မရှိတော့ဘူးနောက်တစ်ခုကကြာတော့ဟိုအိမ်တော်ရှင်လဲရတယ်ဟို ကလေးတွေပါလေဝေးထားမှုတဲ့လူလည်းရတယ်ဆိုတော့အဲ့ဒါအများကြီးကိုဖြေလျှောက်ပေးလိုက်တဲ့အတွက်နယ်ပယ်ပေါင်းစုံအသက်ရဲ့ပေါင်းစုံကအမျိုးသမီးတွေမရောက်ရှင်ပြန်ခွင့်ရရှိတာဒါအမားတို့ဒီလောကအတွက်အင်မတန်ကိုဝမ်းသာဖို့ကောင်းတယ်ကျေးဇူးဖို့ကောင်းတယ်ဟိုတစ်ချိန်ချိန်တော့အင်မရှိခဲ့ပေမဲ့မလုပ်ဖြစ်ခဲ့တဲ့လူတွေအတွက်ဒါနောက်တစ်ခေါက်အခွင့်ရရတဲ့အတွက်ဒါ အဲသူတို့အတွက်တကယ်ကြီးမားတဲ့တောင်းလဲမှုဖြစ်ပါတယ်အားကြောင့်မို့ဒီနှစ်မှာဆိုရင်လည်းဟိုဘလိုပဲဖြစ်ဖြစ်အသက်ဆိုရင်လည်းကန့်သတ်ချက်မရှိတဲ့အတွက်ဟိုဒီဆက်ခွန်ဆက်ရှိကနေမှဟို30ကျော်တွေအထိပါလာတယ်ပေါ့နော်ဟိုပညာရှင်တွေလည်းပါလာတယ်ဆိုတော့ဒါဟိုပို့ပြီးတော့စိတ်ဝင်စားဖို့လည်းကောင်းတယ်ပြင်ဆိုင်မှုလည်းပို့ပြီးပြင်ထန်လာတာပေါ့ အဲ့ဒီလိုမျိုးထွက်လာတဲ့ကောလာဟာလာတွေအတိုက်ခိုက်တွေကိုစဉ်းစားနေလို့ရှင်ဒီဘက်ကဟာကိုမကြော်လွားနိုင်ဘူးเนาะအဲ့လိုမျိုးဆိုတော့အဲ့ကောလာဟာလာတွေကိုတိုက်ခိုက်တာတွေတော့အရန်ကြီးတော့အဲစိတ်ထဲမထားဘူးတိမ်ဝဲတဝဲပြိုင်နေဆိုတာလူတိုင်းကတော့ကိုအားပေးတဲ့လူကိုချစ်ခင်တဲ့လူရစေချင်ကြတာပဲဘယ်သူမဆိုလေမရခဲ့ဘူးတိုင်ပွဲတိုင်းမှာပဲတယောက်ပဲရရတာမရခဲ့ဘူးဆိုလို့ရှိရင်အောင်းလို့အောင်းမရတွေရှိမယ်ဟိုစိတ်ထဲမတင်မကြရှိမယ်ဟောဒေါသထွက်တာရှိမယ်အီမိုရှင်မျိုးစုံရှိတယ်အဲ့အီမိုရှင်မျိုးစုံကို ထုတ်ပြန်တဲ့နေရာမှာလည်းလူတိုင်းကမျိုးစုံထုတ်ပြန်တတ်ကြတယ်ဒါကတော့မျိုးစုံရှိမယ်ဒါကတော့ပြိုင်ပွဲတိုင်းရဲ့သဘာဝဒါအားပေးတဲ့ပရိသတ်တွေကိုအကုန်လုံးလူလူလူကဒီလိုပဲလေအားပေးတာဒီအားလူတွေရဲ့သဘာဝပဲတကယ်လို့ကိုကိုတိုင်းကကိုယ့်ဘက်မှာတောက်ပြန်နေတာဒီခံစားချက်ကိုခံစားမှုအဲ့ဒီအတွက်အဲ့လိုမျိုးဖြစ်တာလေပုံမှန်စိတ်ထဲမှာဘာမှမထားဘူးကိုယ့်အလုပ်ကိုပဲကိုယ်အကောင်းဆုံးလုပ်တယ်ကိုယ်လုပ်တာဒီအကောင်းဆုံးဖြစ်တယ်ကိုယ့်ကိုယ်ကိုယုံကြည်နေဖို့ပဲလိုတယ်ပြီးတော့ကိုယ့်ရဲ့အဖွဲ့အစည်းကိုလည်းအဲ့လိုမျိုးပဲ လမ်းညွှန်ထားတယ်ပေါ့နော်အဲအဲ့ဒီတော့တော့ဒါသူရဲ့ကောလာဟာလာတွေဝေဖန်ထိုးနှက်မှုတွေကအဓိကပြဿနာမျိုးဖြစ်ခဲ့ဘူးနော်ဒီမာရိုတက်ပေါ့နော်ဒါပေမဲ့အပြုတ်သဘောဆောင်တဲ့အကြံပြုချက်တွေဆိုတော့အများအားလက်ခံနေကြိုးဆိုတယ်ပြုပြင်နေအဓိကအမရဲ့ခံရင်ချက်ကကြတော့အလုပ်တစ်ခုကိုကိုမလုပ်ချင်လို့ရပ်လိုက်မဲ့အချိန်ပေါ့နော်အဲ့ဆိုတော့ကိုမလုပ်ချင်တော့ဆိုပြီးထွက်ချလိုက်တယ်ဒါပေမဲ့ ကိုကမလုပ်ချင်တာမဟုတ်ပဲနဲ့အခြားအကြောင်းတစ်မျိုးမျိုးကြောင့်ရက်လိုက်တာမျိုးတော့အဖြစ်မခံဘူးကဒါအမရဲ့ခံယူချက်တတ်နိုင်တဲ့တော့ရအောင်ဆက်လုပ်မယ်ဆိုတော့ဇွဲရှိခဲ့တယ်ပေါ့နော်အဲအကြောင်းမို့လဲဒီနေ့ဒီအချိန်ထိဒီနေရာမှာဆက်ပြီးတော့လုပ်နေနိုင်တာပါအရင်ကတော့အထွေထူးသူတို့ယုံကြည်လောင်တိဆောက်တာတော့မဟုတ်ပါဘူးဒါပေမဲ့သူတို့ကိုယ်နဲ့လာပြီးတော့လက်တွဲတဲ့အခါမှာပူပေါင်းတဲ့အခါမှာတဖြည်းဖြည်းချင်းယဉ်နိမှုရလာတယ်ယုံကြည်မှုရလာတယ်အဲအမဒီသူတို့ပေါ်မှာဒုက္ခပေးမယ်လို့မဟုတ်ဘူးသူတို့မကောင်းတာလောက်ခိုင်းမယ်လို့မဟုတ်ဘူးဆိုတော့သူတို့ဘန်သူတို့အလိုလိုလက်ခံလာတဲ့ယုံကြည်လာတယ်ပေါ့ဒါကြောင့် ုလို့လည်းကလေးတွေနဲ့ပဲဖြစ်ဖြစ် City Rider နဲ့ဖြစ်ဖြစ်ရေရှည်လက်တွဲနိုင်တော့ပေါ့အကောင်းဆုံးစူးစမ်းကြပါအားလုံးကတန်းတူစူးစမ်းပိုင်ခွင့်ရှိတယ်အတွေ့အကြုံရှိတဲ့သူရောမရှိတဲ့သူရောဒါဒီအချိန်မှာအစနေပြန်ပြီးတော့မှဟိုပြန်ဆိုင်ခွင့်ရှိတယ်စူးစမ်းပိုင်ခွင့်ရှိတယ်အဲဒီထက်လည်းပို့ပြီးတော့မှပြင်ဆင်လာမယ်လို့မျှော်လင့်တယ်ဘာတွေပြင်ဆင်လာတယ်ဆိုတာကိုဒီဘက်ကလည်းကြည်ကျင်ပြီးမျှော်လင့်နေကြပြီပေါ့နော်အဲဆိုတော့ပြည့်တက်တရားလည်းကလေးတွေကိုအကောင်းဆုံးအပ်ပေးမယ်လို့မျှော်လင့်ပါတယ်